မြတ်စွာဘုရားတာယုတ်ပါဠိတော်မှာဟောကြားခဲ့တဲ့ဒုတိယသုတ်တဒုတိယသုတ်တဆိုတာနှစ်ယောက်မြောက်အဖို့ကောင်းနှစ်ယောက်မြောက်အဖို့ကောင်းကိုအဓိကထားပြီးတော့ဟောကြားတဲ့သုတ်တဒေသနာတော်တချိန်သောအခါမြတ်စွာဘုရားတော်အထိပြည်စီတော်ကျောင်းတော်မှာတရင်တုံနေတဏိသောအခါညတန်းရောင်ညတန်းကောင်းရောင်အချိန်မှာ ကိုရောင်ကိုဝါတောက်ပါစွာနဲ့နတ်သားတယောက်မြတ်စွာဘုရားထံရောက်လာမြတ်စွာဘုရားကိုရှိခိုးဥချပြီးတော့ဥညာနဲ့မှမရှင်းတဲ့မျိုးဝန်တုံးခုလျောက်ထားပါတယ်မြတ်စွာဘုရားယခုလောကမှာအဖို့ကောင်းဆိုတာဘယ်သူပါလဲဖေဟာမြတ်စွာဘုရား ဆရာကောင်းဆိုတာဘယ်သူပါလဲခင်ဗျာမြတ်စွာဘုရားဆင်းရဲဒုက္ခတို့မှာလွတ်မြောက်ရပျော်မွေ့စရာအကောင်းဆုံးအယတ္တိတာဆိုတာဘယ်အယတ္တိတာပါလဲခင်ဗျာလို့မိဂုံတုံးကိုလျှောက်ထားပါတယ်အဖောကောင်းရဲ့ဆရာကောင်းရဲ့အယတ္တိတာကောင်းရဲ့လို့မိဂုံကလည်းခုလျှောက်ထားလိုက်ပါတယ်မြတ်စွာဘုရား ငါသားကဂါထာတစ်ပုဒ်ဖြင့်လျှောက်ထားတဲ့အတွက်ကြောင့်မြတ်စွာဘုရားလည်းဂါထာတစ်ပုဒ်ဖြင့်အစဉ်တိုင်းမဲ့ချက်ချင်းပြန်ဖြေလိုက်ပါတယ်။တမိတဉာဏ်ရှင်ဖြစ်ဒီအားလိုသာချက်ချင်းမဲ့ပြန်ဖြေပြီးလိုက်ပါတယ်။တရာဒုတိယပိဋကတဟောတိပညာစေနံပဒတတိနိဗ္ဗာန်အဖြစ်တော်မိစ္ဆောတ္တဘဒုက္ခမုစရီလို့ဖြေလိုက်ပါတယ်။ ရာတရားတရားတန်ခါကံကိုင်းဆိုဒီ၅မျိုးကိုယုံကြည်အားကိုတော့တရားတရားဒီဝိဒတာပုဂ္ဂိုလ်တ attva ဤဒုတိယမြောက်မြောက်သောဖော်ကောင်းသည်ဟောဒီဖြစ်ဤဉာဏ်ပညာသည်ဤနိုင်ပုဂ္ဂိုလ်တ attva ကိုပတ္တာတတိအမြဲမပြတ်ဆုံးဆုံးမှဤနိဗ္ဗာန်ဗိရတောနိဗ္ဗာန်၌ငွေလျောသော အမေသောပုဂ္ဂိုလ်တ attva သည် သဘာဒုက္ခဆင်းရဲဥဒ္ဒမြမပမုစ္ဆတိလိုရဤဤဤသောဘုရားမြတ်စွာဘုရားသည်ဩဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူလိုက်ပါပေသည်အမောင်တတအဖို့ကောင်းစွာတရားဖို့ ဘုရားတရားတန်ခါကံကံဣတိငါမျိုးယုံကြည်အဟုတဲ့သရာတရားပဲအမောင်တတာဆရာကောင်းဆိုတာတရားမဟုတ်မိတဏ္ဍမရှိတဲ့အတိလိမ္မာဉာဏ်ပညာပဲရှင်ရဒုက္ခတို့မှာလူမြောက်ရာပျော်မှုဆရာကောင်းသောအယတိတာဆိုတာတရားမဟုတ်နိဗ္ဗာန်ဤသောအယတိတာပဲလို့မြတ်စွာဘုရားချက်ချင်းပဲပြန်ဖြေကြားပြလိုက်ပါတယ် သင်္ဃာနာ၆တန်တိလို့တရားနာပိတမြတ်ထံရောက်လာတယ်။အဖို့ကောင်းရဲ့ဆရာကောင်းရဲ့အယတိတာကောင်းရဲ့၃မျိုး။မြမောက်မှာရှိနေတဲ့အဖို့တွေမိဘတွေဆွေမျိုးညီကောင်းတို့မတွေဇနီးမောင်နှံတွေအဖို့တွေပဲ။အင်းတောင်ရှင်တို့ကတော့အထူးအဖို့ကောင်းပဲ။ နဲ့ကိုယ်တူကိုတိုင်မင်းစရာကြီးနဲ့တိုင်ပင်ပြောစရာကြီးနဲ့ပြောအဖို့ကောင်းမယ်အဖို့ပဲမြတ်မောင်ဘုရားမှာလားအဖို့ဒီရှိကြတာပဲတဲ့ဆရာတော်တန်ခေါ်တဲ့တပည့်အဖို့ဒီရှိကြတယ်တပည့်ကြီးလည်းဆရာတော်အတင်းတော်အဖို့မှီးပြီးတော့အနေကြရတယ်အဲ့ဒါကိုအကုန်လုံးမြတ်စွာဘုရားအဖို့ကောင်းလို့မဟောဘူး ဘာဘုရားဟောကောင်းလို့ဟောတယ်မူရတနာမှာရှိနေတဲ့ဘုရားတရားတန်ခါကံကံယဉ်ကျိုးဒီငါးမျိုးယုံကြည်အားမှုတဲ့တရားတရားဒီတာလည်းမိမိတို့ရဟောကောင်းအစ်စ်ပဲတဲ့။အမျိုးလို့လည်းလို့ဆိုတော့ဒီတရားတရားကနိဗ္ဗာန်ချမ်းသာတဲ့အောင်ပူပီးနိုင်တယ်ပူပီးနိုင်တဲ့အတွက်ကြောင့်ကောင်းသောဖို့ပဲလူပြင်းနဲ့ပြမှာပြီးနိဗ္ဗာန်ထိအောင်ပူပီးနိုင်တော့ဟောကောင်းလို့မဆုံးရပါဘူးလား။ ယခုမြန်မာ့မှာအချိန်လေးနေဒီဘုံကောင်းတို့ကဆင်းရဲများဒီဒီမူပါလေဒီတဘွားအတွက်ပဲအဖို့ကောင်းဖြစ်နိုင်ပါလေဒီဘွားအတွက်တောင်မှအကြောင်းညင်ညွတ်တဲ့အခါမှာအဖို့ကောင်းဖြစ်တယ်အကြောင်းမညင်ညွတ်လို့ရှိရင်အဖို့ကောင်းမဖြစ်တော့ဘူးသူနဲ့တိုင်မင်းလို့မရဆင်းရဲလို့မရတော့ဘူးဟောကောင်းအစ်စ်ကတော့ မိမိတဏ္ဍာမှာရှိနေတဲ့တရားတရားပဲမြတ်စွာဘုရားဖြေကြပါတယ်အဖို့ကောင်းဟာသတ္ထာသာမှန်စွာဖြစ်ပေသည်အဖို့ကောင်းဟာသတ္ထာသာမှန်စွာဖြစ်ပေသည် ာတရားကြီးတဲ့နောင်တော်ဘုရားတွေကောင်းမြအောင်မြဘုံဘုရားတွေပို့ပေးတာလေဒီတရားတရားပဲနိဗ္ဗာန်ချမ်းသာရအောင်ပို့ပေးတာလေဒီတရားတရားပဲဆိုတရားတရားအကောင်းဆုံးဖို့ပဲလို့မြတ်စွာဘုရားဟောကြားတာတည်းမှန်ကန်ပါတယ်ညီမောင်မရှိတဲ့အဖော်ကြီးဒီဘုရားတို့အဖော်ဖြစ်တယ်နောက်ဘုရားမှာအဖော်မပါလို့လက်ခဲကြပါအောင်အဖော်ဖြစ်ဖြစ်ခေါ်သွားလို့ညံ့ရမှန်ရပါရဲ့လား မရဘူးတဲ့အဲ့ဒါနဲ့သတိထားရပါပဲမာကြီးရရှိပညာရှိတွေဓမ္မမိတ်ဆွေတွေတူနဲ့တူတွေ့ကြတဲ့အခါနှုတ်ဆက်တယ်မင်္ဂလာပါခင်ဗျာမင်္ဂလာဆိုတာမကောင်းတဲ့ပြစ်ဒဏ်အမျိုးမျိုးတွေပြောက်ွယ်ပြောက်ကွယ်တော့လို့ကောင်းကျိုးချမ်းသာကောင်းကျိုးချမ်းသာအမျိုးမျိုးတွေရောက်ရှိရောက်ရှိလာရောက်ရှိရောက်ရှိလာစီတတ်တော်မင်္ဂလာ မကောင်းတဲ့ပြည်နာမိမိတွေပြောက်ခွေပြီးတော့မိတ်ဆွေထံမှာကောင်းမျိုးချမ်းသာမျိုးတွေရောက်ရှိလာပါစေလို့နှုတ်ဆက်တာကောင်းဆုံးနှုတ်ဆက်ခြင်းပဲတဲ့ကဘာကတော့အတူယူရတယ်မကောင်းပါဘူးလားမှန်ပါဗျာဩနေတာနေနိုင်ငံဆရာရောက်တော့ငါပြည်အမျိုးသမီးနဲ့အင်းဆောင်ကြပြီးတော့နေတာနဲ့အမျိုးသားကြီး ူကတိတ်တဘောကြလူတွေတူတိုင်းတူတိုင်းမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာနဲ့နှုတ်ဆက်တယ်တဘောကြလုံးလုံးမင်္ဂလာပါခင်ဗျာဆိုတော့ခုပြောခဲ့ပြီးဒီတိုင်းမကောင်းတဲ့ပြစ်ဒဏ်အမျိုးမျိုးတွေပြောက်ွယ်ပြောက်ွယ်ပြီးတော့မိတ်ဆွေထမ်းပါမိတ်ဆွေထမ်းတို့ကောင်းကျိုးချမ်းသာအမျိုးမျိုးတွေရောက်ရှိရောက်ရှိလာပါစေလို့နှုတ်ဆက်တော့မင်္ဂလာပါခင်ဗျာတဲ့အကောင်းဆုံးနှုတ်ဆက်ခြင်းပဲ ောက်တစ်ခါလက်ညှိုးလေးတစ်ချောင်းထောင်ပြတယ်မာဒီကပညာရှိမိတ်ဆွေတင်ငါလေးဓမ္မမိတ်ဆွေလက်ညှိုးလေးတစ်ချောင်းထောင်ပြလိုက်တယ်ငါလည်းလက်ညှိုးထောင်ပြတာဓမ္မမိတ်ဆွေသတိထားပါ နောင်ဘွားအတွက်တယောက်ထဲသွားရမှာတရားရင်ပြည့်စုံအောင်ရှာသွားပါလက်ညှိုးလေးတစ်ချောင်းထောင်ပြတာလည်းအထိပယ်မရှိပါဘူးလား တယောက်ချင်းသွားရမှာတယောက်ချင်းသွားမှာသတိထားပါတရားရအောင်ရှာတော့ပါလို့သတိပေးနေတယ်။ဟုတ်ကောင်းလိုက်တဲ့နှုတ်ဆက်ခြင်းရှိခိပညာရှိတယ်ဘုမာပြေရဓမ္မမေဆွေနှုတ်ဆက်ဖို့ဟုတ်နဲ့ဒီတစ်ပတ်အတွက်ပဲအဖို့ကောင်းဖြစ်ကြအဖို့ဖြစ်ကြတယ်မိပါလေးဆွေမျိုးညီကောင်းတို့မလေးဒါသမီးတွေဒီတစ်ပတ်အတွက်ပဲဆွေမျိုးဖြစ်တယ်နောက်ဘဝအတွက်ဆွေမျိုးအဲနောက်ဘဝဒီတစ်ပတ်အတွက်ပဲအဖို့ဖြစ်တယ်နောက်ဘဝအတွက် အဖို့မဖြစ်နိုင်ဘူးဆိုတိတ်ထင်ရှားလို့မြတ်စွာဘုရားတရားဒီနာတော်ရတရားတရားဒီနာနဲ့မိတို့ရအဖို့ကောင်အဲ့ဒီတရားတရားလေးမပြတ်သွားရအောင် ခိုင်ညစ်သွားတည်နေရအောင်တော့အမထုတ်ရပါဘူးလားတရားတရားနှစ်မျိုးရှိတယ်တဲ့ဆလတရားအဆလတရားဆလတရားဆိုတာတုံ့နှုတ်ပြပြတတ်တဲ့တရား အစလတရာဆိုတာမတုံလို့မပြည့်ပြားတတ်တဲ့တရာဆလတရာဆိုတာဘယ်ပုဂ္ဂိုလ်တွေတဏ္ဍာမှာရှိနေတဲ့တရာတရားကိုဆိုရလေဆိုတော့ဘုဒ္ဓရှင်ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိနေတဲ့တရာတရားအကြောင်းမျိုးမျိုးကြောင့်ပြည့်သွားတတ်တယ်တဲ့အရိယာပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိနေတဲ့တရာတရားတော့ဘာအကြောင်းကြောင့်မှမပြည့်နိုင်တော့ဘူးဒီဟာလည်းဘာအကြောင်းကြောင့်မှမပြည့်နိုင်အသက်ဟူသောအကြောင်းကြောင့်လည်းမပြည့်နိုင်တော့နောင်နောင်ဘဝတွေလည်း ဘာအကြောင်းကြောင့်မှမပြည့်နိုင်တော့ဘူးတဲ့ခိုင်မြဲတဲ့သရတရားဖြစ်သွားပြီအဲ့ဒီခိုင်မြဲတဲ့သရတရားဖြစ်အောင်ဒုတိယနာပိဋကများဗေတရားများအထုတ်နေရပါလေတတိပဌာဥပဒနာတရားအထုတ်မှခိုင်မြဲတဲ့သရတရားဖြစ်တယ်တဲ့ပုဂ္ဂိုလ်တူတယောက်ရဲ့သရတရားကိုဘယ်လို့မှအခြားခြားသောပုဂ္ဂိုလ်ရခိုင်မြဲအောင်လုပ်ပြီးလို့မရပါဘူးတဲ့ မိကိုယ်တိုင်တတိပဋ္ဌာန်ဥပဒနာတရားကိုအထုံးမှသောတပတိမညာဘုံညာတို့ရောက်သွားတဲ့အခါခိုင်မြဲတဲ့တရားတရားဖြစ်သွားပြီအတက်ဟူသောအကြောင်းကြောင့်လည်းဒီတရားတရားမပြည့်နိုင်တော့ဘာအကြောင်းကြောင့်မှမပြည့်နိုင်တော့တတိပဋ္ဌာန်ဥပဒနာတရားမှာဘွားများအာမထုတ်သေးတဲ့ပုဂ္ဂိုလ်တွေဘုသူရှင်ပုဂ္ဂိုလ်တွေရဲ့တရားတရားကိုတော့တကူရှင်နေလေခိုင်မြဲအောင်လုပ်ပြီးလို့ရရသလားမရပါဘူးလား မိဘတွေလည်းခိုင်းမြအောင်လုပ်ပြီးလို့မရဘူးတချိန်တော့ခါမြတ်စွာဘုရား ကုံဒဒါနလို့ခေါ်တဲ့အရတပါးမှာတရင်တုံးလေးတဏီသောခါအရှင်မမောက္ခလရဲ့ဆွန်းတကာကြီးကမြတ်စွာဘုရားတမဆွန်းစားလာပြီနဲ့နဲ့ပြန်ကြလို့သူအိမ်မှာမြတ်စွာဘုရားနဲ့နောက်လိုက်တန်ဃာကြီးဆွန်းစားချွတ်မှုရပြင်သွား မြင်သွားပြီးနောက်ဘက်မှာတကရှင်သူလေးရဲ့မေတော်ဒုဗ္ဗဝဒမင်းကြီးကလည်းရှင်သူလေးကိုခုနှစ်တိုင်းနဲ့ဝါမှာလည်းခုနှစ်တိုင်းနဲ့ညှင်းညင်းပြန်မှန်းသွားမူဖောက်ရတဲ့အတွက်ကြောင့်ခုနှစ်တိုင်းနဲ့မူသည်ဆုံးဆက်ကလို့တဲ့အတွက်ကြောင့်သူရဲ့အရှင်ယောက်ကြာမြင်သားကိုမျက်စွာပြားထားမှာဆွမ်းသာတော်ပင်ခိုင်းလိုက်ဆွမ်းသာနှစ်ခုဆုံးနေတော့မျက်စွာမြေဆွမ်းသာကများတာဒနာအတွက်အကျိုးများမလဲလို့ ညံတော်နဲ့ဖြတ်ပြီးတော့ကြည့်လိုက်တဲ့အခါအရှင်သူလိဟာနောင်တော်ခါမှာသာသနာတော်မှာလက်လာပါပေါင်းများတဲ့ညမှာဣန္ဒြေရတဲ့ယဟန္တာဖြစ်မယ်ညဆောင်ရမြင်တော်မူတဲ့အတွက်ကြောင့်အရှင်မမောက္ကလံကိုခေါ်ပြောင်းလာတဲ့အခါချစ်တမောက္ကလံသည်ဆွန်းတကာကြီးရဲ့ဆွန်းစားကိုခေါင်းထဲလွန်မြောက်ရှင်မြောက်နေကြမှာကြည့်ဖို့ရာသွားရှိဆိုင်ရှင်သူလိရဲ့မဲ့တော့ပါတော်မင်းသမီးကခေါင်းထဲတိုင်တိုင်ငွေးနေစွာကမှဖြစ်တဲ့အတွက်ကြောင့်ရှင်ပြရမယ် မိတ်ကြားလိုက်တော့ရှင်မောက္ခလကြွသွားပြီးတော့ဒကာကြီးကိုမိတ်ကြားတဲ့ဒကာကြီးတည့်ရွှန်းစားဖို့ခွန်ရက်လွန်မြောက်ရှင်းမြောက်နေကြမှာရွှင်းရောရှင်လူကြီးရဲ့မေတော်သုဘဝဒမင်းမြီးကခွန်ရက်တဲ့နိုင်မွေးနေစွန်းကပ်မှာဖြစ်တဲ့အတွက်ကြောင့်တည့်ရွှန်းစားဖို့ရှိရလိမ့်မယ်ဆွန်းငါကြီးကမကျေနပ်ဘူးတဲ့သူကအရင်ပြင်ထားတာသူ့ကိုရှင်းရမယ်ဆိုတော့ကျေနပ်ပါမလားကျေနပ်ပါဘုရားဆရာတော်ဖေဟာ ဒီခုနှစ်ရက်တော့မှတပည့်ရဲ့အတက်ရဲ့တပည့်တို့ရဲ့စီစဉ်ဥစ္စာရဲ့တပည့်တို့ရဲ့တရားတရားရဲ့ဒီသုံးပါမပြတ်သွားရပါဘူးလို့ဆရာတော်တောင်းယူနိုင်သလားတောင်းယူနိုင်မယ်ဆိုလို့ရှိရင်တော့တပည့်တော်ဆွမ်းသာကိုရှေ့ပြေးမယ်မတောင်းယူနိုင်မရှေ့ပြေးနိုင်ပါဘူးပြန်လျှောက်ထားတော့ရှင်မောင်ပေါကလည်းတရားကြီးတရားကြီးရဲ့အတက်ရဲ့တရားကြီးရဲ့စီစဉ်ဥစ္စာရဲ့ ဒီနှစ်ပါးကတော့ခုနှစ်အတွင်းမှာမပြတ်သွားရအောင်ဆရာတော်တောင်းယူနိုင်တယ်ဒကာကြီးရဲ့တရားတရားတော့မပြတ်သွားရအောင်တောင်းယူနိုင်ဘူးဒကာကြီးနဲ့တောင်းယူရလိမ့်မယ်ရှင်မမောက္ကလန်ဆိုတာမြေရှိုးမှုပြန်တကောလျံနတ်ပြည်မှာတပည့်နဲ့တရားဟောမရေပြည်မှာဆင်းလို့လည်းတရားဟောနိုင်တဲ့ပုဂ္ဂိုလ်ဆုံးကကြီးရဲ့တရားတရားမပြည့်ရပါဘူးလို့တောင်းယူနိုင်ပါရဲ့လား ယူနိုင်ဘူးတဲ့ဘုရင့်ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိတဲ့တရားတရားအကြောင်းညွန်ညွန်ကြောင့်ပြည့်သွားတတ်တဲ့သူကြောင့်ရှင်မမောကလည်းတောင်းမယူနိုင်ဘူးခိုင်မြဲတဲ့တရားတရားမရှိသေးဘူးသောတာပန်ဆရာအရိယပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်သွားတဲ့တရားတရားကတော့ခိုင်မြဲသွားပြီတဲ့အာသနတရားအဲ့ဒီအာသနတရားဖြစ်အောင်ဒီနာဘိဒံမြာယောဂိညာအချိန်ရတယ်မြာအထုံနေကြတာ ။ဘာမြဝါဒဖြစ်เสียမကောင်းပါဘူးလား။ဘာမြဝါဒဖြစ်เสียဖြစ်เสียကောင်းတယ်။အဖို့ကောင်းဆိုတာမိဒါနမှာရှိတဲ့ဖရာတရားသံဃာကံခိုင်ကျိုးဒီငါမျိုးယုံကြည်အားဟုတဲ့တရားတရားပဲလို့မြတ်စွာဘုရားဖြေကြားလိုက်ပါရဲ့။ဆရာကောင်းဆိုတာမိဒါနမှာရှိတဲ့အတိလိမ္မာဉာဏ်ပညာပဲလို့မြတ်စွာဘုရားဖြေကြားပါရဲ့။ညမောက်ပါရှိတဲ့ဆရာတွေမိဘတွေဆရာသမားတွေ ဆရာတော့ဆရာပဲညီမောင်မတွေ့မြင်နေရတဲ့အခိုက်အတန့်အတူတူကနေရနေထိုင်ရတဲ့အခိုက်အတန့်နဲ့အဆုံးမဩဝါဒပေးနိုင်တယ်ဒီလိုမသွားပါနဲ့ဒီလိုသွားရပါလေဒီချိန်မှမတော်ပါဘူးမသွားရဘူးဒီချိန်ချမှသွားရမယ်ဒီမှုကိစ္စတွေမပြုသင့်ပါဘူးဒီမှုကိစ္စပြုသင့်တယ်ဒီချိန်မှတရားအထုသင့်ပါပြီစသည်ဖြင့်ညီမောင်မတွေ့နေရတဲ့အခိုက်အတန့်ဒါလဲညီမောင်မရှိတဲ့ဆရာသမားတွေအဆုံးမဩဝါဒပေးနိုင်တယ် မျက်ခွဲသို့ရောက်သွားပြီတိုင်ဒီဘာအရာတစ်ပါးသို့ရောက်သွားပြီရောက်သွားတဲ့အခါကျတော့မိမိတို့ကဘသူကအဆုံးမပြင်းနေလဲဆိုမိမိတို့မှာရှိနေတဲ့အတိလိမ္မာဉာဏ်ပညာကနေအမြဲတမ်းအဆုံးမပြင်းနေပါဘူးလားဒီချိန်မှာဖျားရှိကိုတင်ပါပြီဒီချိန်မှာတရားထိုင်နေပါပြီဒီချိန်မှာသွားတင်ပါပြီဒီချိန်မှာအလုပ်ကိစ္စတွေဆောင်ရွက်တင်ပါပြီစသည်ဖြင့်မိတ္တန္တမှာရှိနေတဲ့အတိလိမ္မာဉာဏ်ပညာကတည်းက မိမိကိုအမြင်မပြဆူဆုံးမပင်းနေတဲ့အတွက်ကြောင့်မိမိတဏ္ဍာမရှိတဲ့အတိလိမ့်မှညာပညာဒီကလည်းအကောင်းဆုံးဆရာပဲလို့မြတ်စွာဘုရားဖြေချတာဆရာကောင်းဟာဆရာကောင်းဟာဉာဏ်သာဉာဏ်သာမှန်စွာဖြစ်ပေသည်ဆရာကောင်းဟာဆရာကောင်းဟာဉာဏ်သာဉာဏ်သာ မှန်စွာဖြစ်ပေသည်ကောင်းဆုံးမိတ္တနာမကြီးနဲ့အတိလိမ့်ပါညာပညာမိမိရဲ့အကောင်းဆုံးဆရာပဲမြတ်စွာဘုရားဖြေကြပါလေတဲ့ဆင်းရဲဒုက္ခမှလွန်မြောက်ရာ ပြောမှုစရာကောင်းသောအယတိတဆိုတော့ဘယ်အယတိတပါလဲဖျားလို့နတ်သား၆တောက်ကိုမျက်စွာရောက်ထားတာကိုမျက်စွာဖျားဆင်းဒုက္ခမှာလွတ်မြောက်ရပြောမှုစရာကောင်းဆုံးဆိုတော့နိဗ္ဗာန်ချမ်းသာပြီလို့မျက်စွာပြန်ဖြေကြပါတယ်နိဗ္ဗာန်တိတနိဗ္ဗာန်တိတပြောမှုရာပြောမှုရာမှန်စွာဖြစ်ပေသည်မှန်စွာ ိဗ္ဗာန်တိတာယောမွေယမန္တွာဖြစ်ပေသည် မှလွန်မြောက်ရပျော်မွေ့စရာကောင်းလို့အယတိတ္တဆိုတာနိဗ္ဗာန်ပဲလို့မြတ်စွာဘုရားဖြေကြားပါဖြေကြားပြလိုက်ပါတယ်ငတ်တာဆိုတော့ငတ်ပြီမှအလွန်ပျော်စရာကောင်းတာ哦ငတ်ပြီနဲ့လူပြီဆိုအလွန်ပဲကြွာချသွားပြီရဲ့သွားဖြစ်လိုက်တဲ့အခါမှာတည်းကလူပြီမှလို့ကုလဆေလအမိဝန္ဒမဒုက္ခတွေမခံရတော့ဘူးဥပပတ္တိဘုရားဆိုတဲ့အတိုင်း ကောင်းနေရအရာတို့ကိုကြားလာသလိုသူရဲ့ဘိမှမှသူဘာဖြစ်လိုက်တာပဲစိတ်ပျော်နေတဲ့ပုဂ္ဂိုလ်နိုးလာသလိုတဘဝဖြစ်လိုက်တာလွတ်လွတ်ပူချင်းချမ်းတတာပဲနတ်သားဆိုလို့ရှိရင်အသက်20အရွယ်သူရဲ့နောက်ဟောတန်သာရီဝုဆင်ထားပြီးသားနတ်သမီးဆိုလို့ရှိရင်16နှစ်အရွယ်သူရဲ့နောက်ဟောတန်သာရီဝုဆင်ထားပြီးသားချမ်းချမ်းတတာပဲဖြစ်လိုက်တာဘယ်သူမှလာပြီးတော့မပြည့်မြံပေးရတော့ တဘဝဓမ္မနေရတဲ့အခါမှာလူပြည်မှာလို့အေးထန်းတည်းအလွန်ကဲလို့ဒုက္ခတွေနဲ့တွေ့ရတာအဘူဒဏီယလွန်ကဲလို့ဒုက္ခတွေနဲ့ဒုက္ခတွေနဲ့တွေ့ရတာဘယ်လိုလဲမရှိကောင်းဘူးတဲ့ဥရုယာနေလည်းအမြဲတမ်းမျှတနေသက်တမ်းနေလည်းရှည်လိုက်ကြတာဒုပိယအသက်နဲ့တွက်လိုက်မှဆိုတိင်းနဲ့တန်းနဲ့ဂရင်းနဲ့ချီပြီးတော့တက်ရှည်ရတယ်အနိဋ္ဌယုံဆိုတာလည်းဘာတစ်ခုမှမတွေ့ရဘူးတဲ့ဘူရာကိုလည်းမတွေ့ရဘူး နာရဘူးလည်းမတွေ့ရတရားဘူးလည်းမတွေ့ရသူရဲ့ဘုံဘဝအားဆိုတော့မှမထင်ရှားဘူးတဲ့တည်တော့လည်းတည်တာပါပဲနတ်သက်ချွေတယ်တရားနာပိတယ်မှာမကြောက်ဘူးပါဘူးလားလူကြီးမှလည်းယုတ်ကလကြီးကြီးကထင်ရှားစွာမကြံခဲ့တော့ဘူးတဲ့မိရောက်ကလေးငြိမ်းသွားတယ်ဟောနတ်သက်ချွေတယ်နတ်သက်ချွေတယ်လို့ပြောကြည်လေးချွေကြသွားတယ်သူမိရောက်ကလေးငြိမ်းသွားတယ်ပျောက်သွားတာပဲတဲ့ အဖြစ်လေဆိုကံအဖုံကအလွန်ကြီးမားတဲ့ဘုံဘဝဖြစ်တယ်။ကံမကြယုတ်တရားအလွန်များတော့ကုဏ္ဏရက်ကမိတော့လင်းငင်းတယ်လို့ပဲ။ဒုက္ခနဲ့ကြီးရမကြံတော့ဘူးတဲ့။ဘူရာဟုလည်းမတွေ့ရ၊နာရာဟုလည်းမတွေ့ရ၊တေရာဟုလည်းမတွေ့ရအလုံးပြောမှုစရာကောင်းအာယုန်ကြီးနဲ့ဆန်းကျင်လိုက်တာလူပြည်မှာတခါမှမတွေ့ဘူးတဲ့အာယုန်မျိုးကြီးရွေး အရှင်ဒီအနတ်ဒီအတန်ဒီအရသာတွေတွေ့ကြည့်တယ်အာလုံးလူပြည်မှာကြုံမှုမတွေ့ဘူးတဲ့အာယုံဆန်းတကြယ်တွေပဲတွေ့နေရပျော်နေကြတယ်တဲ့အဲဒီနတ်ပြည်မှာပျော်နေလို့ရှိရင်ဆင်းရဲဒုက္ခတွေမှာလွတ်သွားနိုင်မလားမလွတ်သွားနိုင်နေဘူးလားလို့သူညာထဲမှာမရှင်းတော့ဘုသူ့ကိုရှောက်ထားပါလေမြတ်စွာဘုရားကိုရှောက်ထားတယ်မြတ်စွာဘုရားလွတ်နိုင်တယ်လို့ပြောသလားမလွတ်နိုင်ဘူးလို့ပြောပါလား တိတ်ရောမပြောနိဗ္ဗာန်ချမ်းသာတာလည်းပြောမွေးစရာအကောင်းဆုံးနတ်ပြည်မှာပြောမွေးနေတော့ဆင်းရဲဒုက္ခအမျိုးမျိုးတော့မလွတ်နိုင်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ်လွင်နေတဲ့လူပြင်းနေတော့အလုံးကွာချားသွားလုံးမပြောမွေးစရာကောင်းပါလေဒါနဲ့မြားသွားဖြင့်နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်ကြီးမိသွားကြတာများပါလေတဲ့ အာယုံမျိုးမျိုးရဖုံးလွှမ်းဆန်းနေခြင်းဖြစ်တဲ့အတ္တိအထိုင်အောင်ရဖုံးလွှမ်းလိုက်တဲ့အတွက်ကြောင့်မိပြီးတော့တဘောအလုံးပြောပြီးတော့ဘဝကုံဆုံးတတကုံတော့ဘယ်ရောက်တာ များကြလဲဆိုတော့အပေလီးဘုံကပြန်ရောက်တာများပါတယ်ပေလီဘုံကရောက်တာပဲများတယ်အထာရာဆရာကြီးဖွင့်ပြတယ်ဒကတိကတုတ်တန်ဒေသနာတော်မှာနတ်ဒီလဲဒီလိုပါပဲနတ်ပြည်ကနေပြီးတော့ သုတေကွယ်လွန်သွားပြီးတော့နတ်ပြည်မှာပြန်ဖြစ်တဲ့နာတာနာသမီးရိယာမြတ်စွာဘုရားလက်ထဲမှာတင်ထားတဲ့မြေမိုးလောက်ပဲရှိရယ်။နတ်ပြည်ဟာကွယ်လွန်သုတိသွားတော့ရေတရိစ္ဆာပိတာသူရေကတိကဘယ်လိမလို့ကြားသွားတဲ့နာသမီးနာတာရိယာတော့မာဖီကြီးမှရှိတဲ့မြေမိုးလောက်များများတယ်တဲ့။ဒီလောက်ပဲပြောကြတယ်တဲ့။ဒီနဲ့ဒီလောက်ပဲပြောကြတယ်တဲ့။တရားနာပိတာများလည်း အဲ့ဒီနတ်ပြည်ကိုရောက်လဲရောက်ခုကြမှာပါပဲအခုလဲအမှန်တမ်းပြောရမယ်ဆိုရင်တော့နတ်ပြည်ပဲရောက်ဖို့များနေတယ်ဘယ်ရောက်ကြမှာလဲလူပြည်တော့ကြောက်လှပါပြီဒုက္ခတွေကများလုံးတော့ပရိသနာရှားမြဲဒုက္ခတဘဝဓမ္မနေရတာလဲဒုက္ခမျိုးမျိုးတွေရဘူရတဲ့ဒုက္ခနာရတဲ့ဒုက္ခလဲသင်ရှားတော့လူပြည်တော့တဲတော့မှဖြစ်ချင်တော့ ြစ်ချင်တဲ့ဘုကနည်းမလားများမလားနတ်ပြည်မှာလည်းသွားဖြစ်ဖို့ကများတယ်မြန်မာလည်းမဖြစ်နိုင်ဘူးတဲ့ဘာဖြစ်လဲဇံမရဘူးအခုကိစ္စဇံရတဲ့ပုဂ္ဂိုလ်ကရှိမရှားပါဘူးလားမရှိပါဘူးမရှိလို့ဖြစ်တာမြန်မာလည်းမဖြစ်နိုင်ဘူးမြန်မာသွားဖြစ်မလို့နတ်ပြည်မှာပဲဖြစ်ဖို့များနေပြီနတ်ပြည်မှာသွားဖြစ်လို့မိနေရင်တော့နေရာမှကြာမှကြပါတော့မလားမရပါဘူးဗျာဘယ်ပြန်ရောက်သွားမလဲ နိုင်ရောက်သွားပြီတော့အထူးသတိမထားနိုင်ရပါဘူးလားလူပြည်ရတရားမပါသွားဘူးတာဝန်ကညာတယ်မပါသွားဘူးတရားမပါသွားဘူးဆိုတော့မိဘူးပါပဲမရတယ်တော်ပါရင်ရင့်တဲ့ပုံကိုယ်တွေမိနေကြတယ်တဲ့တော့တရားပါသွားဖို့အခုထည့်ချူတင်တော့အမထုံနေရပါဘူးလားမထုံနေရပါဘူးမထုံနေတရားပါသွားရင်တော့ခိုင်မြဲတဲ့တရားတရားဖြစ်သွားပြီ သောတာပန်ဖြစ်နေ납ပြီးရောက်သွားရင်တော့ကြောက်เสียလိုပါသေးလားတန်ဘောဒီပရာယံတော့အထက်မဲ့သုဒ္ဒါဒီလျောင်အထက်မဲ့ကုသရောက်သွားတော့မှဘလောက်ပဲပြောပြောဘလောက်ပဲမိမိအပေချနိုင်တော့အောင်တော့ပြောနိုင်ပါသေးလားပဲချနိုင်တော့မိပါသေးလားမိပါပါမိနိုင်တော့ဘူးဒါတော့နေဆုံးတော့တောတာပါ အဆင့်လောက်ရောက်ထားရင်တော့ပိုစိတ်မချရပါဘူးလားပိုစိတ်ချရတယ်။နှက်ပြီးကြရင်တာဝန်ကညာပါသလိုသတိရတယ်ဆိုလို့ရှိရင်တော့လေတရားရှုမှတ်လိုက်မယ်ဆိုတော့ဒုက္ခိတ္တအတွင်းမှာပဲတမက်တခုရသွားနိုင်တယ်တဲ့။ဒုက္ခမှလို့နှလသုံးလသလိုအာမထုတ်ရတော့ပါဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ဥပပတ္တိဘဝဖြစ်လို့ညာကအလွန်ထက်မြက်တယ်တဲ့။ဒုက္ခိတ္တအတွင်းမှာပဲသောတာပန်တရားကံစသည် တကွေးတစ္ဆာအတွင်းမှာပဲသောတာပန်ဒရာကံစသည်ဖြစ်သွားနိုင်တယ်ဖြစ်သွားတဲ့တာရကတွေရှိနေကြတယ်တဲ့အဲ့တော့တရားပါသွားဖို့ပဲအဓိကပါပဲရောက်ဖို့ကတော့နတ်ပြည်ကရောက်ဖို့များနေတယ်တရားပါသွားဖို့ခိုင်ကြီးတဲ့တရားတရားတဲ့နတ်ပြည်ကိုရောက်သွားဖို့ကတော့ဘယ်တရားများရှင်းရပါမလဲဒါနလောက်နဲ့လေ သီလလောက်နဲ့လဲမရနိုင်ပါဘူးခင်ဗျာသမထလောက်နဲ့လဲမရနိုင်ပါဘူးခင်ဗျာမရနိုင်ဘူးခိုင်မြဲတဲ့တရားဖြစ်ဖို့တော့တတိပဒဥပဒနာတရားအထုံးမှပဲခိုင်မြဲတဲ့တရားတရားဖြစ်နိုင်တယ်လို့တရားနာပိသမေယုံကြည်ပြီးတော့တတိပဒဥပဒနာတရားတွေအထုံးနေကြခိုင်မြဲတဲ့တရားတရားရှိတဲ့သောတာပန်ဖြစ်လို့ရအောင်ကျူးစားပြီးတော့အထုံးနေကြတယ်အလုံးဝမြဝန္တာဖြစ်เสียကောင်း ညာယတအဓိကမာယနိဗ္ဗာန်တသိကရိယာယယရိဒံသတ္တရောတတိပဋ္ဌာနာယရိဒံယိမေသတ္တရောတတိပဋ္ဌာနာအကျင်ကာယဝိရဏစိရဓမ္မာဒီဝတ္တိပဋ္ဌာန်၄ပါးတို့တန်တိရှိကြကုန်၏အယံဤကာယဝိရဏစိရဓမ္မာဒီဝတ္တိပဋ္ဌာန်၄ပါးအကျင့်လန်းခြင်းသည်ညာယတအပေရကဝပစိနိုင်သောအရိယမေကောအဓိကမာယရာခြင်းဟာဤကံတော်မေကော နှစ်ကြောင်မက်ွယ်တစ်ကြောင်နဲ့တော်ရှင်လန်းခြင်းမီဒီနိဗ္ဗာန်နာသဆင်းခါတိုင်းချုပ်ငြိရပြီလေနိဗ္ဗာန်ချမ်းသာကိုပျော်မွေ့စရာအကောင်းဆုံးနိဗ္ဗာန်ချမ်းသာကိုတသိကရိယာယာမြမောက်ယူခြင်းမှာဧကန်တော်မေကိုနှစ်ကြောင်မက်ွယ်တစ်ကြောင်နဲ့တော်ရှင်လန်းခြင်းမီဒီဤတိဤသောဘုရားမြတ်စွာဘုရားသည်ဩဇာกรุณาရှိသောပညာအဖြင့်

စီရင်ခတဲ့ချုပ်ငင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရောက်သွားမှုရာပျော်မွေ့ရအကောင်းဆုံးစီရင်ခတဲ့ချုပ်ငင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရောက်သွားမှုရာလည်းတရားနဲ့သောချင်းလန်းစဉ်လို့မြတ်စွာဘုရားဟောကြားခဲ့ပါတယ်အဲ့ဒါကိုယုံကြည်ပြီးအခုကျန်တာပိဋကမြတ်တော်ကလေးညိုသမီးမူဆန္ဒကျော်လုံးတဲ့တော့အခုကျန်တာပိဋကမြတ်အချိန်ရတယ်မြတ်ဘဝမြတ်အထုံနေရတာဘဝမြတ်ဝန္တာဖြစ်เสียမကောင်းပါဘူးလား ဖြစ်เสียကောင်းတယ်ပရိယာမဲ့တွေပရိယာမဲ့တွေညလောဘီညလောဘီကျင့်နေတတိပဋ္ဌံကျင့်နေတတိပဋ္ဌံပရိယာမဲ့တွေပရိယာမဲ့တွေညလောဘီညလောဘီကျင့်နေတတိပဋ္ဌံကျင့်နေ အသည့်တည်းပြည့်စုံသွားပါ၏။ယေသူရှင်၏ခုခါ၌ဒုတိယသုတ်တရားကိုနာကြရသဖြင့်နာကြရသောအတိုင်းလိုင်းနာခြင်းချံပေါ်များအထုနိုင်ကြပြီလေ။မိမိတို့လိုရှိရတောင်းတတဲ့တရားမူပြများတို့ကိုဒုက္ခခံသိအင်းကြီးညာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအခြင်းဖြင့်ဉာဏ်များစွာဆက်ရောက်၍မြတ်မောပြုနိုင်ကြပါစေကုန်တည်း။